လာပါအာကျွန်တော်ရဲ့ခေါင်းစဉ်လေးတိုင်းစစ်ကတော့တောင်ကိုရောက်လာပြီဗျကျွန်တော်လိုက်ဖမ်းလိုက်ရတာလေသိလားအဲဒီဟုတ်တန်ကြီးလက်ညီနဲ့တို့စတိုက်ဝတ်တိုင်း coordinate attack ပေါ့နော်ဆိုတော့ကျွန်တော်က KNU တက်မဟာနဲ့တက်မဟာအုံးရယ်နော်ဒီရခိုင်ရယ်နော် AA ရခိုင် AA ပေါ့အဲရခိုင်တဘောနော်စစ်တပ်ရဲ့တဘောနဲ့ဒီကျွန်တော်တို့ မြောက်ပိုင်းမှာရှိတဲ့ချင်းတဘုံเนาะချင်းတဘုံအားလုံးပေါင်းပြီးတော့เนาะသူတို့အစီအဖော်ဆောင်မှုတွေကိုကျွန်တော်ကြည့်တဲ့ခါမှာကျွန်တော်ကျွန်တော်ပင်နေမြန်လိုက်ဖမ်းတော့ခတ်ပါတယ်အဲတက်မလို့အနေနဲ့ဆိုတော်တော်လေးရှုပ်ထွေးစင်ပါပါเนาะအဲတက်မလို့လည်းကိုချင်းနဲ့စာပါလေเนาะအဲကျွန်တော်ဝေဖန်ဝေဖန်နေရတယ်ဆိုတာကလည်းတက်မလို့သားတွေရဲ့ ရေနိုင်ငံရဲ့အရှိကျွန်တော်နိုင်ငံတည်ငြိမ်နေတည်ငြိမ်လို့သူတွေဖြစ်တယ်လေနော်တက်မလို့လည်းမဖြစ်မနေရက်တည်ရမှာပဲနိုင်ငံတို့ကတက်မလို့မရှိလို့မရဘူးတက်မလို့မရှိနိုင်ငံပရမအုပ်ဆုံးနေနဲ့ face state ဆိုရဲအကဲကိုကြာရှုံးနိုင်ငံဖြစ်သွားမယ်အဲ့တော့ကျွန်တော်အရင်ဆိုရင်လည်းအဲ့ဒီလိုတွေမဖြစ်ရလေအောင်အဲကျွန်တော်တို့ကအဲတက်မလို့လည်းရက်တည်နေတာဖြစ်တယ်နိုင်ငံမျက်နှာကိုကြည့်တယ်ဒါနိုင်ငံမျက်နှာကိုကြည့်တဲ့အတွက်ကြောင့်မလို့တက်မလို့လည်းရက်တည်နေဖြစ်တယ်ဟုတ်ပြီအဲ့တော့အခုကျွန်တော်ဒီမြန်မာနိုင်ငံစီရင်မှာကျွန်တော်ဒီနေ့သုံးသပ်မှာဆိုရင် စေးပေါ်ဆောင်မှုတွေကနေရာနှံ့မှာပေါ်ဆောင်တာဒီနေရာမှာပေါ်ဆောင်တယ်ဟိုနေရာမှာပေါ်ဆောင်တယ်ဟိုဘက်ချမ်းမှာပေါ်ဆောင်တယ်ဒီဘက်ချမ်းမှာဟန်ပြလိုက်တယ်အနောက်တနေရာမှာဟိုတိုက်ပွဲပေါ်ဆောင်တယ်အာတော်တော်လေးကိုတော့ a coordinated very coordinated attack ဖြစ်တယ်မလားအဲ့တော့စာကောင်းပြောရမယ်စာကောင်းရေးရမယ်ရေခဲရေခဲပါဆိုတော့အတမ်းကြားချင်ပြီတယ်ကြားမှာပါရေခဲပါနော်အဲ့တော့ပထမဆုံးအနေနဲ့ ် ARC ရေတက်ကလည်းပြတ်သားတယ်ကြည့်လားဆော့လဲဆော့ဘလော့တီးထဲလဲညင်ကြပါလားဘာကြောင့်လဲတက်ကအဲ့ဒီ ARC ဘတ်ချမ်းပေါ့နော်ဒီကျွန်တော်တို့ရုံးမရုံးမတောင်ချီရုံးမတောင်ချီကတက်ရွာတွေမှာတက်ကတော်တော်လေးပြပြသားသားဆောင်ရပါလေတတော့ဤကြသွားတာပါကျွန်တော်ဟိုတနေ့ကတရားဆိုတာကဟိုတိုက်ပွဲပြီးပြီးချင်းကျွန်တော်ရတဲ့တရေအချက်လက်ပေါ့နော်အဲနောက်ပိုင်းကျတော့ အဲကျွန်တော်တို့ဆက်ပြီးတော့လေ့လာတယ်ဘောတော့လေ့လာတယ်လေ့လာတဲ့အခါမှာတော့သူကြားနေတာမှမဟုတ်ပဲဗျာသူတို့တော်တော်အေးစိတ်သွားတာဘူးဗျာသိလားကောင်းတောင်နေလည်းကြားလည်းပြင်ဖို့အဲအထောက် AND တွေလည်းပါသွား AND အမတ်ဘောလို့တော်အမတ်တွေလည်းပါသွားတယ်ကြားသိရတယ်ဘောနော်အေးဗောအာသူတို့ဒါသူတို့ယူတဲ့လမ်းပဲလေနော်သူတို့ယူတဲ့လမ်းဖြစ်တဲ့တကြောင်မို့လို့အဲတက်မလို့အနေနဲ့ကတော့လက်နက်ကင်အခွဲစည်းပဲလေဒါတရားဝင်လက်နက်ကင်အခွဲစည်းဖြစ်တယ်တရားဝင်လက်နက်ကင်တဲ့သဘုံဆိုတော့ကတော့ ဒါသူရွေးချယ်တဲ့လမ်းဖြစ်တဲ့အတွက်ကြောင့်တက်မလို့နေနဲ့နေနေမှုတွေရှိလာပြီပေါ့ဗျာ။ဘန်မော်သတင်းလေးပြောပါပြောပါမယ်။ဘန်မော်လည်းပြောပါမယ်နော်။အဒီနေ့ကျွန်တော်တောင်ငူနဲ့အဓိကစပါမယ်။ဘာကြောင့်လဲဆိုတော့ပဲခူးဘချောင်းကိုလည်းအဲသူတို့တနည်းအားဖြင့်နေကြပကိုးအရှိချမ်းနောက်ချမ်းရှိတာပေါ့နော်ပကိုးအရှိချမ်းမှာလက်ဘိုးရှိချမ်းမှာဆိုရှင်တော့ KNU ရှိတယ်ပေါ့ဗျာ KNU တက်မဟာ2ရဲ့တက်မဟာ3ရဲ့ရှိတယ်အဲ့တော့ဒါတို့နေမီလို့တက်မှာညောင်လေးပင်ခရိုင်ကတက်မဟာ3ဖြစ်မယ် ကျောင်းတောင်လူခရိုင်ကကြတော့တက်မဟာနှစ်ခွင်ဖြစ်မှာ KNU အဲ့တော့ KNU ကလည်းပုံမှန်အားဖြင့်ငြိမ်တယ်ဗျခစ်စစ် KNU တွေဟာဆိုရှင်တို့ငြိမ်တယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့အဲတို့က KNU ကနိုင်ငံရေးအားဖြင့်တမိုင်းရှိပါတယ်နော်ဟိုတော်လိုင်းရေးအားဖြင့်တမိုင်းရှိတယ်သို့ပါတော့လည်းပဲစီးမရှိကမ်းမရှိနောက်ဆုံး GZ တွေပေါ့ GZ PDF တွေနဲ့ပေါင်းလိုက်တဲ့အခါမှာတော့ တမိုင်းရှိတဲ့အဖွဲ့အစည်းတွေပင်လည်းမယ်အခုဆိုရင်မြို့ရွာတွေကိုဒုက္ခပေးတက်လာတယ်ပြည်သူလူထုမျက်နှာမကြည့်တဲ့အခြေအနေမျိုးတွေဖြစ်လာတယ်အဲ့တော့ဒီတက်မဟာနဲ့တက်မဟာသုံးဟာအင်အားအလွန်ကျွန်ကြီးထွားသွားပါပြီအဲ့တို့စီမှာခု PDF တွေအများကြီးရလာတယ်လက်နက်သာပြည့်စုံသွားမယ်ဟေ့ဆိုလို့ရှိရင်တော့အဲ့တက်မလို့တော့မလွယ်လောက်ဘူးပေါ့ဗျာနော်အဲ့တော့ခုဘကူအရှိချမ်းစတောင်းမြည့်ရဲ့အရှိဘချမ်းပေါ့ဗျာနော်အဲ့အဲ့ဘချမ်းမှာတော့ဒီတိုက်ပွဲတွေជីជីမမ ကုသရှင်ပြန်ခေါ်ဆောင်လာပြီဘကိုးအနောက်ချမ်းဆိုကျွန်တော်ဆန္ဒပြညောင်ကျိုးပေါ့ဗျာကျွန်တော်ရှောင်းလုံးပြောနေညောင်ကျိုးညောင်ကျိုးကသူ့ကိုစော်လိုက်တာဝစ်သွားတာလို့ဗျာသိလားညောင်ကျိုးလည်းသူဆန်းလို့မရဗျာ AOL ကိုသွားဆန်းလိုက်ခါကြတယ် AOL လည်းဆန်းလို့မရဗျာဘယ်ဘက်မှာဆန်းလို့မရတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်သူတို့ခင်ဗျာအဲ့တော့ AOL ဆန်းလို့မရဘူးအဲနောက်တစ်ခုကဘကိုးဆန်းလို့မရတဲ့ခါကြတော့အခုတောင်ငူဘက်ကိုသွားတယ်ဟုတ်လားအတောင်ငူကြတော့တောင်မှာလေရင်ငွင်းရှိတာပေါ့နော်တောင်ရင်တောင်ငူလေရင်ငွင်းရှိတယ် ဲ့တော့ဒီလေရင်ခွင်းနဲ့ပတ်လည်ပတ်ပတ်လည်မှာလည်းရွာတွေရှိသေးတယ်သလားအဲ့ဒီရွာတွေမှာလည်းတက်ကနေရာယူထားတဲ့အခြေအနေတွေရှိတယ်အခုစစ်ကတော့အခုပေါ့နော်ဘကိုးတိုင်းအနောက်ချမ်းလို့အေးရပြီးတော့မှာတက်ကအပြောင်းစင်တော့ရေခဲပေါ့ဗျာဆန္ဒတယောက်ရေးသားပါလားရေခဲပေါ့နော်အဲ့တော့ရေခဲလို့ပြောလို့မဆိုလို့ရှိရင်ရပါပါခင်ဗျာနော် အဲ့တော့အခုဘကိုးတိုင်းရှိချမ်းရေမခဲတော့ပြန်ရေပြန်ပုံနေတယ်အဲ့ဒါအားကြောင့်မို့လို့ကျွန်တော်တို့အခုဒီနေ့ပြောမယ့်ထဲမှာတောင်ကိုကျွန်တော်လိုက်ဖမ်းရတာဒီသဘုံတွေကိုကျွန်တော်ကြည့်နေပါတော့ကျွန်တော်စောင့်ကြည့်နေအောင်တနည်းအားလည်းတော့သူ့ကိုကြည့်ထားလို့မရဘူးနော်ပတ်ပေါင်းဆောင်ကြည့်ထားမှအဲ့တော့မှလည်းကျွန်တော်တို့ကျွန်တော်လည်းသိချင်တယ်အဲကျွန်တော်မျိုးတွေခင်ဗျားလည်းသိချင်ကြပါလိမ့်နော်အသိချင်တဲ့သူအချင်းချင်းနော်အခုလိုမျိုး share ပြောဆိုဆွေးနွေးချင်းပါပဲခင်ဗျားနော်ကျွန်တော်လည်းဘာမှသတင်းထောက်ကြီးလည်းမဟုတ်ပါဘူးနော် journalist ကြီးလည်းမဟုတ်ပါဘူး ငါတနည်းအားဖြင့်တော့ channelist ပုံစံမျိုးတော့ရှိတယ်ပေါ့ channelism ဝါဒပါပဲနော်အဲဒါဝါဒလည်းပဲကျွန်တော်သိကျင်တယ်လို့အားလုံးလည်းသိကျင်ကြပါပဲဆိုတော့ခိုင်ချက်လေးနဲ့ကျွန်တော်ပြောဆိုနေတာဖြစ်တယ်အဲ့တော့အခုအဲဆေးရည်တဲ့အရာဆိုလို့ရှိရင်တောင်ကူလေရင်ဝင်းရှိတယ်ဗျဒီလေရင်ဝင်းကိုတို့ကြံစည်နေကြတယ်တမဟာနှစ်ရဲ့ခွင်ဖြစ်တယ်တမဟာနှစ်ဆိုတော့က KNU တမဟာနှစ်အရင်ကတော့သမိုင်းကြီးခဲ့တယ်အခုကတော့ PDF နဲ့ပေါင် NUG နဲ့ပေါင်းပြီးတော့ ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတော့ဟမ်ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတော့အဖွဲစည်းဖြစ်နေပါပြီအဲ့တော့အဲစီမဲ့ကမ်းမဲ့တွေပေါ့ဗျာနော်အခုစတိုက်ပွဲဖော်ဆောင်လာတာကိုတွေ့ရတယ်အဲပထမဆုံးတစ်ချက်အနေနဲ့မနေ့ကမနေ့ကပဲຫນွယ်ကောင်းရဲ့နတ်တန်ခွင်းရဲ့ကြောက်ကြီးရဲ့နော်ကြောက်ကြီးအဲ့ဒီဘာတွေမှာအဲ KNU တမဟာ3ကတိုက်ပွဲဖော်ဆောင်လာတာကိုတွေ့ရတယ်အယောင်ပြတိုက်ချင်းလို့လည်းပြောလို့ရတယ်ပေါ့ဗျာနော် ဟိုဒီပဲအကြောင်းပြတဲ့စစ်တပ်လွတ်များအောင်ပေါ့ဗျာနော်အဲ decision maker တွေတပ်အထက်ကအရာရှိကြီးတွေဘယ်လိုခေါ်မလဲကျွန်တော်တို့ဆုံးဖြတ်ချက်တွေလွှဲအောင်ပဲပြောမလားတိပေါ့အဲ့တော့ ID မှာတိုက်ပွဲပေါ်ဆောင်ပါလေအဲပေါ်ဆောင်ပြစ်ခတ်မှုတွေရှိရောဗျာနော်အဲမပြီးသေးဘူးကြအဲ့ဒါသူတို့ကအရောင်ပြပေါ်ဆောင်မှုနောက်ပိုင်းမှာနောက်ထပ်တကက်ဒီ operation ပေါ့ကြီးကြီးမားမားကြီးတွေလုပ်ဖို့ရှိတယ်အဲ့ဒါကတော့နောက်ထပ်ကျွန်တော်တို့ကြားသိရတာပေါ့ဗျာနော် ခုသူတို့ကလည်းကြံစီနေတယ်ကြံစီနေဘယ်လိုကြံစီအခုဆိုရင်တောင်မှုတော့တောင်မှုနဲ့၄မိုင်တောင်မှု၄မိုင်မှာခလာရ39ရှိတော့ဟုတ်ဗျခလာရ39ဆိုတော့မြို့ဆောင်တက်လို့ပြောလို့ရတာပေါ့အဲ့ဒီခလာရ39ကိုတဲ့နော်သူကတိုက်ပါဗျဒီလားတိုက်ဖို့စီစဉ်တယ်အဲ့တော့ဘကိုးကနေပြီးတော့စစ်ကအခုဆိုရင်တောင်မှုရောက်သွားတယ်နော်ဘကိုးကတော့ခုမဟုတ်နဲ့ဘကိုးညောင်ကျိုးကတော့ခုရေခဲလို့သဘောထားလိုက်တော့ဗျာနော်ဒီကဲလာတော့ထားလိုက်ပါအာတစ်ဖက်ကတပုံကတခါလဲပရီပရီဖြစ်နေတဲ့အချိန်လေးမျိုးရောက်နေပါပြီနော် အေးအေးလည်းပုံမှန်ဖြစ်နေပါဘူးပုံမှန်တော့မဟုတ်ဘူးကွာဗျာဆိုရမစရင်ဝင်လာလိုက်ထွက်သွားလိုက်ပတ်ပြေးလိုက်အဲဒီပုံစံမျိုးတွေရှိတယ်ဒါအေးအေးချင်းတယ်အခုတောင်ကိုချင်းတွေကတော့တောင်ကအခုကျွန်တော်အေးအေးပုံစံမျိုးဖြစ်မယ်အဲဘကိုးပုံစံမျိုးဖြစ်မယ်အဲသူတို့အခုစပြီပေါ့နော်အဲစပြီဖြစ်တဲ့အတွက်ကြောင့်တောင်ကိုသတိထားရမယ်အဲခရ39သတိထားရမှာပေါ့ဗျာနော်ခရ39ကိုတဲ့နော်သူတို့စိတ်ဖူးရွာပေါ့အဲစိတ်ဖူးတောင်ရွာနားမှာပေါ့နော်အဲရွာမှာပြောလို့ရမှာပေါ့ ဲ့တော့အဲ့ဒီမှာအဲ့ကောင်တို့အင်အားစုနေပြီအဲစုပြီးတော့ခလာ39ကိုကိုမကြာခင်မှာနော်အင်အား300လောက်နဲ့ဝင်တိုက်မယ်လို့တော့မကျွန်တော်ကြားသိတာအဲ့တော့စစ်ပွဲကအဲ့မှာရောက်မှာပေါ့ဗျာနော်အဲ့တော့စစ်ပွဲနောက်ကိုကျွန်တော်လိုက်ရလိုက်နေရတယ်အဲတက်တော့ကျွန်တော်မသိဘူးကျွန်တော်တို့ပြည်သူတွေနာသိချင်တဲ့သူတွေကတော့မကြာခင်အဲဘယ်ကောင်မဆိုပွဲကြီးကြီးမားမားပွဲကောင်းလာတော့မယ်နော်ခလာရအဲ39ကိုကိုကြာခင်တိုက်တော့ဖြစ်တဲ့ကြောင့်တော့ကြောင့်မလို့ပွဲကြီးပွဲကောင်းလာတော့မှာပေါ့ဗျာနော် ဲစစ်ပွဲကြီးကိုကျွန်တော်မကြိုက်ပါဘူးမကြိုက်တော့ညာလည်းပဲတိတ်နေကြတယ်မှာကိုမောင်မောင်နေနဲ့စစ်သတင်းပေါ့နော်နားလေထားတာလေးသိရှိထားလေးကို share အောင်ပါပါကျွန်တော်အားသိရှိထားလေးပေါ့အဲ့တော့ဘယ်တော့ဖြစ်လာမလဲဆိုတော့စောင့်ကြည့်လိုက်ပါနော်အခုအဲအဲ့မှာတော့တိုက်ပွဲကစတယ်ပေါ့နော်တိုက်ပွဲစပြီးသွားလို့ရှိရင်တို့က ဒီခါရ30ဘုတ်ကိုတို့အရတိုက်ပြီးတော့မှတာလဲနောက်ထပ်စစ်တောင်းတရာစစ်တောင်းတရာဆိုကျွန်တော်တို့ဘယ်လိုသွားမလဲတန်တောင်ဘက်ကိုသွားမယ်စစ်တောင်းတရာပေါ့ဒီစစ်တောင်းတရာကိုတို့တိုက်ရလိမ့်မယ်အတိုက်တဲ့ခါကျရှိတော့စစ်တောင်းတရာကိုတို့ရမို့ပြတို့ရဲ့စေရေးအစီအစဉ်တွေကလည်းကြံကြီးလုံးပါလေဘာကြောင့်လဲဆိုတော့တောင်ငူကလည်းမြန်လန်းတွေကိုဖျက်နိုင်မယ်ဟဲ့စီနေပြီးတော့ဝိုင်းမို့အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်သွားမှာဟုတ်အဲ့တော့အဲ့ဒါကြောင့်မို့တောင်ငူဘက်ကစရဆိုတာလည်းကောင်းမဟုတ်ဘူးအမြန်လန်းကိုဖျက်တောက်နိုင်မယ်ရန်ကုန်နဲ့ မန္တလေးကိုနော်ညကုန်မန္တလေးနေပြည်တော်ကိုခါလေကနေဖြတ်လိုက်နိုင်မယ်ဆိုတဲ့ခါကျတော့ဒါတို့တက်တကယ့်ကိုအဲဒီနေ့အပြင်အန်ဒီရယ်ပေါ့ပေးနိုင်ဆုံးနဲ့စီရေးအောင်မြင်မှုကြီးကြီးမားမားကြီးရသွားနိုင်မယ်အခြေအနေမျိုးဖြစ်တယ်အဲအကြောင်းမို့လဲ KNU ရဲ့ပြောရေးဆိုအတွင်းရှိသူစောတာနီကပါပြောလဲဆိုလို့ရှိရင်နေပြည်တော်မှာပြန်ဆုံမယ်နေပြည်တော်မှာပြန်ဆုံမယ်ဆိုတာသူအလကားပြောတာမဟုတ်ဘူးသူသူအဲ့လိုပြောလိုက်တဲ့အချိန်မှာကျွန်တော်ကတွက်ချက်ကြည့်တာပေါ့ငါတွက်ချက်ကြည့်တယ်တေချာပြီး ကရင်ပြည်နယ်ကပုံကိုယ်တွေကနေပြည်တော်မှာစုံမယ်ဖြစ်လို့ရှိရင်တေချာတယ်တကယ်တမ်းကရင်ပြည်နယ်မှာတပ်မဟာနှစ်ခုအလုပ်လုပ်လိုက်မယ်အဲဒီတပ်မဟာကတော့တပ်မဟာနှစ်နဲ့တပ်မဟာသုံးဘာကြောင့်သူကနေပြည်တော်နဲ့အနီးကပ်ဆုံးအခြေအနေမှာရှိတယ်အဲ့တော့စောတာနီပြောသလိုရောက်မရောက်နိုင်မရောက်နိုင်ဆိုတာကတော့ကျွန်တော်တို့အဲ့ဒီစစ်တင်တာပြည်ချုပ်ကြီးဦးမင်းအောင်လာရဲ့ပြတ်သားမှုတွေဆောင်ရွက်ချက်တွေเนาะလှုပ်ဆောင်ချက်တွေနဲ့တော့အများကြီးအများကြီးသက်ဆိုင်လို့ပြောရမှာပေါ့ဗျာเนาะအဲသူအနေနဲ့သူအရေးချင်းကိုကျွန်တော်စမ်းစစ်ကြရမှာတတိယ ကျွန်တော်စမ်းစစ်လာကြပါဘူးကျွန်တော်အဲစစ်တင်အပလီကကြီးရဲ့အရေးချင်းကလည်းကောင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 ်းနေလို့ပြောရမှာပေါ့နော်အဲတော့ပါတော့လည်းပဲစက်တက်ဆိုအဆုနဲ့အဖွဲနဲ့ပါနော်အဲ့တော့အဆုနဲ့အဖွဲနဲ့ဖြစ်တယ်ဒီဦးမဲအွန်လိုင်းကောင်းလာညံ့လာအပထားစက်တက်မှာကအားလုံးသူရဲကောင်းနေကြီးပါပဲသူနေရာနဲ့သူသူရဲကောင်းနေရှိတယ်သူနေရာနဲ့သူစစ်တိုင်းမှုတွေအရေးချင်းရှိတဲ့စစ်တိုင်းမှုတွေအများကြီးရှိပါလားအယောင်တော်ကြပါလားနော်အဲ့တော့ ဆောက်တာလေးပြောသလိုသူတို့ပဲနေပြည်တော်မှာသွားဆောင်နိုင်မလားစစ်တပ်ကပဲသူတို့ရဲ့အကြံစီကိုဖျက်ဆီးနိုင်မလားဆိုတော့ဒီတောင်ကူမှာစကားပြောသွားမယ်လို့တော့သုံးသပ်တယ်ပေါ့ဗျာနော်အဲ့တော့အဲဒါပထမအဦးဆုံးသူတို့ရဲ့စေရေးကစပါတယ်နော်မနေ့ကရောင်ပြသူတို့တိုက်နေပြီနော်ရွာကြီးသုံးခုကိုပဲနွယ်ကောင်းတို့နတ်တန်ကွင်းတို့ကြောက်ကြီးတို့မှာရောင်ပြတိုက်နေပြီအဲနောက်ထပ်သူတို့အဲ့မှာရောင်ပြပြီးသွားလို့ရှင်တော့တောင်ကူလေတက်ပေါ့တောင်ကူလေတက်နဲ့တောင်ကူမျိုးကသတိထားရမယ်ခလာရ39ကိုတိုက်နိုင်လို့ရှင် နေရာဖြစ်တောင်လူကချိန်ချောက်ခံရပြီလေဗျာနော်အဲ့တော့အဲ့တော့ခလာတုံးစကိုသတိထားရမယ်အခြေအနေမျိုးတွေရှိတယ်အဲကျွန်တော်လည်းစောင့်ကြည့်ရမှာပါဗျာအဲ့တော့အဲနောက်ထပ်ဘယ်လိုပြောနိုင်အောင်လဲဆိုတော့အမ်တောင်ငူနဲ့ပတ်သက်ပြီးမနေ့ကပေါ့ဗျာနော်အမ်တောင်ငူမြို့နယ်ပေါ့အတောင်ငူမြို့နယ်အကနီရွာအုပ်စုပေါ့ကနီရွာအုပ်စုမှာအာကရင်နီကုန်းရွာဆိုတာရှိတယ်ဗျာကရင်နီကုန်းရွာဆိုတော့ အဒီင်ကွေးနဲ့အသိမလာမကန်ပေါ့အဲ့ဒီအဲ့ဒီရွာတွေကိုစနီးရဖြစ်ပေါ့နော်စစ်တပ်ကလွှာမိုးထားနိုင်ရမယ်စိုးမိုးထားနိုင်မှသာလျှင်တောင်ငူလီတပ်ကတနည်းအားဖြင့်အဲလုံးဆုံးမစအတိုင်းသာရှိရတဲ့အတွက်ကြောင့်မလို့ဒီရွာပတ်ဝန်းကျင်မှာလည်းတပ်ကတော့ရှိပါလေနော်အဲ့ဒီပတ်ဝန်းကျင်ရတယ်တပ်တွေရှိတယ် အဲ့ဒီကရင်ဒီကုန်းရွာကိုတလားကျွန်တော်ပြောနေတာစီစဉ်ကဆလာပြီးစောတာနီအလကားပြောတာမဟုတ်ဘူးနော်အဲ့တို့ကြံစီနေတဲ့ဘကိုးအရှင်းနဲ့အနောက်ကိုချိန်ဖို့သူတို့စူးစမ်းနေပြီမဲ့သူတို့ညောင်းလင့်ထားတဲ့ဘကိုးအနောက်ချမ်းကနော်ညောင်ကျူးဘက်ကနော်ညောင်ကျူးအုပ်ရှိပင်ဘက်ကဘလို့မှရှစ်ဆက်တိုးလို့မရတဲ့အခြေအနေမျိုးတွေဖြစ်သွားအီအီကလည်းငါတို့တော့လစ်ပြီးဆိုပြီးပြန်သွားပြီနော်ကြံသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီစရရလို့ကျွန်တော်ပြန်ပြန်တော့မသေးချာသေးဘူး လို့တပုံနေတိုက်အမောင်တွေကဥပမာပြောသလိုပါဗျာနော်အမောင်မင်းတို့အမောင်တွေကလူတွေတိတ်ကလေးကမာများတယ်ဟာအာတိတ်ကလေးကမာများတယ်လို့ခဏလေးအဲ iPad channel လာပါနော်ခဏလေးတိတ်ကလေးကမာများတယ်စောင့်ကြည့်နေရမလားစောင့်ကြည့်နေအဲ့တော့ပြန်သွားပြီလို့တော့ပြောတာပဲအဲပြောလို့တော့အယုံလို့တော့မရသေးဘူးအတက်ကလည်းပို့စုပတ်ဆက်ပါပဲအဲ့မှာပြင်းနေတာနော်အဲ့ဒီညောင်ကျိုးမှာပြင်းနေတာဒီနေ့လည်းကျွန်တော်တို့အကြသိရပါတယ် ဒီနေ့လည်းတနင်္ဂနွေဆောင်းနေတာပါပဲเนาะမနေ့ကလည်းဆောင်းတယ်ညောင်ကျိုးကတောက်လျှောက်ဆောင်းနေတာတောက်လျှောက်ဆောင်းနေတာတရက်နှစ်ရက်သုံးရက်လောက်ရှိပြီဒီနေ့လည်းတောက်လျှောက်ဆောင်းပါတယ်เนาะဆောင်းနေတယ်အဲ့တော့ညောင်ကျိုးရဲ့ဒီကာကင်းနေရလဲကာကင်းနေကာကင်းကုန်းတို့ကလည်းရသွားပြီဖြစ်တဲ့အတွက်ကြောင့်ညောင်ကျိုးကမကြခင်အဲလူချင်းရင်လူချင်းရင်လူချင်းအိတ်ကထရောက်ပြီးတော့ပြောလို့ရတယ်ဒါမင်းတော့ဇီးရဖြစ်တော့ပွဲမပြီးခင်နော်ဘယ်လိုခေါင်းလဲဆိုလို့ရှိရင် ပြောလို့မရဘူးပေါ့ဗျာနော်စောင့်ကြည့်အောင်ပါ စီရဒီနေ့မနေ့ကတော့မတူဘူးရတယ်။ဒီခါကျကျွန်တော်မှလမ်းထွက်သွားတာရှိတယ်။အဲ့တော့အဲ့ဒါ3ကြီးကြီးထားရတယ်။အဲ့တော့သူတို့ကြီးမှန်းထားတဲ့ပကိုးတိုင်းတော်ဆိုအစင်နေလိုက်ဘူး။သူတို့ဖြတ်ချင်တဲ့ပသိမ်မိုရွာလမ်းကြောင်းလေးအခုချိန်မှာကောင်းကောင်းကြောကော့ဤစက်အောင်ခံလိုက်ရတယ်။အဲ့တော့တောင်ငူမှာအခုစတာ။အဲ့တော့တောင်ငူနဲ့ပတ်သက်လာရင်ခုနကျွန်တော်ပြောတဲ့အဲတောင်ငူမြို့နယ်ပေါ့နော်။အကန်ဒီရောအုပ်စုကရင်ဒီကောင်းရွာမှာတက်ရှိတယ်ဗျ။နော်။ရွာနဲ့မလားမကန်း ဘုရားကုန်းပေါ်မှာတက်ကရှိတာ哦တက်ရှိတဲ့ခါကျတော့အဲ့ဒီတက်ကို PDF တွေအားအများကြီးနဲ့လာပစ်ပါတယ်လာပစ်တဲ့ခါမှာတော်တော်တိုက်ပွဲပြင်းထန်ခဲ့တယ်တော်တိုက်ပွဲပြင်းထန်ခဲ့တော့အတက်ကလည်းပြန်ပစ်ပါတယ်အဲပြန်ပြစ်တော့ဘယ်ကပြစ်လဲဆိုတော့သူတို့ကခတ်တာကဒီပေါ့နော် KNU ကအများကြီးရွာတွေကိုရှောင်တယ်သူတို့ရဲ့ဒီတော်လိုင်းသမိုင်းကြီးရပေါ့နော်ဒါပေမဲ့ PDF နဲ့ပေါင်းယူတဲ့ခါမှာတော့ KNU ဆိုတာစီမရှိကမ်းမရှိတဲ့ ဘာမှမသိရနီပိန်အဖွဲနီပိန်အုပ်စုဖြစ်သွားတာပါပဲအဲ့တော့ပီဒီအန်နဲ့ပေါင်းပြီးတော့အဲ့ဒီကရင်နီဂုံးရွာတဲကနေပြီးတော့တော့တက်ကိုလှမ်းပြီးတော့တက်စခန်းကိုလှမ်းပစ်တယ်လှမ်းပစ်တော့တက်ကအပြစ်အခတ်တယ်မမတိရပြစ်သွားတယ်နော်အဒုတိယတိရလည်းထပ်ပြစ်ဒုတိယတိရပြစ်တဲ့ခါကျတော့တို့ရဲ့လက်နက်ကြီးကကြည်ရမပေါက်ဘူးဖြစ်တယ်အဲ့တော့အဲ့လိုချင်နေမျိုးနဲ့ဖြစ်တယ်အဲ့တော့တိုက်ပွဲကအဲချမ်းခဲ့တယ်ချမ်းရတော့ဘလို့ဖြစ်တယ်ဆိုတော့အဲ့တော့တက်ကတိတ်မကြဘူးအဲအဲ့နေရာလေးအားလုံးကို အဲလေချောင်းနဲ့အစေးပြတ်မဲ့တဲ့အားလုံးအေးယူသွားတယ်လို့ကြားသိရတယ်ပေါ့ဗျာနော်ကြားသိရတော့အဲ့ဒီရွာမှာခရကလည်းအဲ့ဒီရွာကအဲပြောရင်ခင်ဗျားတို့ကျွန်တော်ချက်ပြီးတော့အတွင်းကြကြလည်လာကြည့်ပါလေအဲ့ဒီရွာမှာလာပြတဲ့ PDF တွေကလည်းဘယ်ဘယ်ရွာသားတွေလဲပြောလို့ရှိရင်အဲ့ဒီရွာကဆွေမျိုးသားချင်းတွေပဲ။ဘာကြောင့်လဲအဲ့ဒီရွာကပဲ PDF ထဲကိုဝင်တာအများကြီးဖြစ်တယ်လေ။ PDF ထဲဝင်တာအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရွာဟာတနည်းအားဖြင့် ်ပီဒီအက်ရွာဖြစ်နေတာဗျာတဲ့လားပီဒီအက်ရွာဖြစ်နေခါကျတော့ဒါအရှိတော်ရှိတိုင်းပြောပြတာနော်အဲကျွန်တော်တို့ဒါအတိတို့အတိတိုင်းပြောပြလာအဲအဲ့လိုပုံစံမျိုးဖြစ်နေရလို့ကျွန်တော်အတွင်းထပ်ပြီးတော့လေဟိုကျွန်တော်နည်းနည်းမမိုက်ကြည့်လေးလာကြည့်ခါတော့တွေ့တယ်လာဖြစ်တဲ့သူရဲ့ဒီရွာသားပဲအဲ့တော့ဒီရွာကတနည်းအားဖြင့်ပေါ့ဗျာနော်ပီဒီအက်များစုံမှုသောအတော်မှန်ရေးစုံမှုသောပေါ့ရွာဖြစ်သွားတယ်ရွာဖြစ်သွားတယ်မနေ့ကတော့အဲ့ဒီသူတို့တွေနောက်ပြဆုတ်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာနော်အဲ့ဒီ အခြေအနေအဲ့တော့ကျွန်တော်ပြောချင်တာကဟိုတောင်ကူမှာစစ်ကစနေပြီဘကိုးတိုင်းအခြေချမ်းမှာစစ်ကစနေပြီသူတို့စစ်ကခုံနေတဲ့မြောက်ကြီးခုံအဲမြောက်ကြီးဖြစ်ပါကျွန်တော်တို့ဒီ ARV ခုံနေဘကိုးခုံနေဖိအတကဆော်လိုက်တယ်ဟုတ်လားအခုဘကိုးတိုင်းအခြေချမ်းဆက်ခုံပြီတောင်ကူနားမှာအခုခုံနေယူတော့ဗျာနော်အဲ့ဒါကကျွန်တော်ဒီနေ့တောင်ကူနဲ့ပတ်သက်ပြီးစစ်ပွဲအဖြစ်ဗနက်ပွဲပြောခဲ့ပြီးလေဆိုလို့ရှိရင်ဖြစ်ပြီးဖြစ်ပြီးတဲ့ဟာကိုကျွန်တော်ပြောခဲ့ပြီးနော်အဲကျွန်တော်တို့ဆန္ဒကပြောတယ်ပဲနယ်ကောင်နတ်တန်ကွင်း နောက်ကြောက်ကြီးဖြစ်ဖြစ်ပြီးခဲ့ပြီဖြစ်တဲ့ဖြစ်ခဲ့ပြီအဲ့ဒါကိုလည်းကျွန်တော်ပြောခဲ့ပြီးသားပါပြီနော်အထို့တူဒီနေ့တောင်ငူမြို့နယ်တောင်ငူမြို့နယ်ကဏီရွာအုပ်စုဒင်ခွင်းနဲ့တိတ်မလားမကမှရှိတဲ့ရွာမှာလည်းတိုက်ပွဲဖြစ်တယ်ဘာဒါလည်းကျွန်တော်ပြောခဲ့ပြီးပြီအဲ့ဒီတိုက်ပွဲကိုခရယာ39ကနေပြီးတော့ပြစ်ကူလှမ်းပေးတယ်လို့ကျွန်တော်ကြားသိရတယ်နော်အကြားသိရတော့အခုရှိတာအဲ့ပတ်ဝန်းကျင်မှာဒီလက်နက်ကင်တွေပေါ့နော်ဟိုဘလိုခေါ်မလဲလက်နက်ကင်ရရှိသလိုတက်လည်းရှိရတဲ့အတွက်ကြောင့်မို့တက်ကပုံများပါတယ် ကာွယ်ပေးနိုင်တယ်။ဒါကြောင့်ဟီလင်ဝင်းလုံခြုံဖို့ဟာအနိုင်ဆုံးတတော်များများသောအေရိယာတွေကိုတက်ကနင်းနေစုံမထားနိုင်မှသာလျှင်လီဝင်းရစိတ်ချရမှာဗျာ။ဟုတ်လား။ဘာလဲတဘုံဝရံပြည်တွေကိုညားနေတာအချမ်းဖတ်ရှိတာ။အေးဗောဒါကတော့တက်ရဲ့ view ဟာနဲ့လည်းဆိုင်တယ်လေဗျာ။ကျွန်တော်တို့ကလည်းဟုတ်တယ်အာမရဘူးဒါအမှန်ပဲ။အရှိ့ရှိတိုင်းပြောရမှာပေါ့နော်။ကဲဟုတ်ပြီ။အဲ့တော့နောက်ထပ်တိုက်ပွဲတစ်ခုနဲ့ထပ်ဆက်မယ်ကြာနော်။အဲ့ဒီအာ တန်တော်ကြီးမျိုးဆိုတော့ဟာမင်းတို့ဟိုသူတို့အနေအနေတော်ကြီးရယ်နော်သူတို့အကြံတော်ကြီးရယ်နော်အဲ့ဒီတောင်ငူနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကိုဆက်ပေါ့မလဲဆိုတော့တောင်တောင်ငူစစ်တောင်းတရားပေါ့နော်စစ်တောင်းတရားဒီတန်တော်ကြီးဘက်ကိုချိန်ထားတဲ့စစ်တောင်းတရားရှိတယ်အဲ့တန်တော်ကြီးမျိုးပေါ့တန်တော်ကြီးမျိုးဆိုတာခရင်ပြည်နယ်ထဲမှာရှိရယ်အဲ့ဒီခရင်ပြည်နယ်မှာရွာကြီးရှိတယ်ဗျတကယ်ရွာကြီးအဲ့ရွာကြီးကိုတမဟာ2ရယ်တမဟာ3ရယ်ပေါင်းပြီးတော့အင်အားပေါ့နော်အင်အားတော်များများလောက်နဲ့ အဲ့ဒီကြွာအင်ဂျီအားဖြင့်တထောင်ကျော်လောက်ပေါ့အင်ဂျီအားဖြင့်ထောင်ကျော်တဲ့ကြွာကြီးပါကြွာနာမည်ကတပြေညွန့်ရွာလို့ခေါ်တယ်ဗျာဒီလားအဲ့ဒီရွာကိုဒလန်ရွာဆိုပြီးတော့ PDF ရဲ့ KNU တပ်မဟာ2ရဲ့3ရဲ့ပေါင်းပြီးတော့လာတိုက်တယ်တတိုက်တဲ့ခါမှာတက်ကအင်အားရှိတာမှအယောက်60ကျော်အယောက်60ကျော်ရှိတယ်တက်ကရွာထိပ်မှာရှိတယ်အဲ့တော့လာတိုက်တဲ့အင်အားကတအားများတယ်เนาะတအားများတယ်ခုခံတဲ့အင်အားကလည်း60ကျော် ဒါတကယ်ဖြစ်ရတော့တကယ်ဖြစ်ရလေအခုကျွန်တော်ပြောနေရအောင်60ကျော်နဲ့ခုခံတိုက်ခိုက်တယ်မရက်တိတိခုခံတိုက်ခိုက်တယ်တောင်ဆုံးပဲအရာရှိကဟိုအရာရှိကငါကြံခဲ့မယ်ရဲဘော်လို့မင်းတို့ပြန်လို့ဆိုပြီးတော့ပြန်ခိုင်းနေတယ်အဲ့မှာရဲဘော်တွေကပြောတယ်ဘုံအဘူကြီးပေါ့နော်ခင်ဗျားမပါဘဲနဲ့ကျွန်တော်မပြန်နိုင်ဘူးဆိုတော့အဲ့တော့နောက်ဆုံးပိတ်ပေါ့အဲသူတို့မဆုတ်ချင်မဲနဲ့ဆုတ်ခဲ့ရတော့ဆိုတော့ကျွန်တော်ကသူတို့မဆုတ်မရှိရင်လည်းသူတို့ကရွာထိတ်မှာဖြစ်တဲ့စခန်းကအဲ့တော့ဘိုးကလက်နက်ကြီးတွေပြင်ရွာကိုရွာရွာကိုညှာမဲ့အစီအစဉ်ရှိတယ်ပေါ့နော်ရွာကိုညှာတဲ့အတွက်ကြောင့်မို့လို့တက်က နောက်ဆုတ်ခဲ့နောက်ဆုတ်တဲ့ခါမှာလည်းကြည်စံတွေအားလုံးကြည်စံတွေလက်နက်တွေအားလုံးကိုဘာစုဘာမှမထားခဲ့ပဲနဲ့ဆုတ်ခဲ့တယ်။နှစ်ရက်တိတိခုခံခဲ့တယ်။အာစစ်ကူတောင်းတော့လည်းစစ်ကူကနှစ်ရက်တိတိမလာဘူးမလာတဲ့ခါမှာတော့နောက်ဆုတ်ခဲ့တယ်ဟုတ်ကဲ့နော်။နောက်ဆုတ်သွားပြီးတော့အာရရှိတဲ့အခုဆိုရင်ထိန်သိမ်းထားခံရဖန်းခံတာလို့ကြားသိရတယ်။တဘောကဖန်းတာမဟုတ်ဘူးတက်ကပြန်ဖန်းတာနော်။နောက်ဆုတ်လာလို့ဆိုရင်ဖန်းလိုက်တယ်။အဲဖန်းလိုက်တဲ့ခါမှာတော့အခုအရာရှိရတော့အချုပ်ထဲမှာရနေတယ်။ တော့အဲ့ရွာကတော့ကြာသွားတယ်လို့ပြောလို့ရပါမယ်။နောက်တစ်နေ့ရကြာတဲ့အခါမှာတက်ကဘက်ကလာတယ်။ဒီစစ်ကူလာတဲ့အခါမှာတော့အခုအဲ့ရွာကတော့တက်ကပြန်ပြီးတော့ထိန်းထားနိုင်နေခဲ့ပြီ။အဲ့တော့ဆိုလိုချင်တာကအဲ့ဒီဘယ်လိုခေါ်မလဲ။လေရင်လည်းလာဖြစ်တယ်လေရင်လာဖြစ်လေလည်းညာကိုရပါတယ်ဘာကြောင့်လဲဆိုတော့ရွာကလည်း1800လောက်ရှိတဲ့အင်ဂျင်1000ကျော်လောက်ရှိတဲ့ရွာကြီးကိုအဲ့ဒီရွာကိုတက်ကလည်းညာတဲ့အတွက်ကြောင့်မလို့ဘုံချလိုက်ခါမှလည်း ဘယ်လိုတေချာမချပဲနဲ့ပြန်သွားတယ်အဲ့တော့ခံတိုက်ရတဲ့စစ်တီတွေကလည်းဟိုရွာကိုညှာတဲ့အတိုင်းတိုင်းရှိတဲ့အတွက်ကြောင့်မို့လို့ဟိုနောက်ဆုတ်သွားတော့ဗျာနောက်ဆုတ်အဲ့ရွာတော့ကျသွားတယ်ပေါ့ကျသွားစင်မဲ့လဲအခုဆိုတော့အခုတော့တက်ကပြန်ထိုင်ထားလိုက်ပြီပေါ့အဲ့တော့အဲ့ရွာကိုဒလန်ရွာဆိုပြီးတော့အဲ KND PDF တွေအကောင်လုံးကမီးရှို့တယ်ဗျမီးရှို့တော့ဒါရွာမီးလောက်လောက်ဗျာနော်အဲ့တော့ဒီရွာနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့အခု သူတို့စစ်နောက်တနေရခုံပြီနော်ကျွန်တော်ပြောပြောပြပါနော်ခုံတဲ့နေရလေအခုကျွန်တော်လိုက်ကျွန်တော်မှမနေလိုက်ဖမ်းဒီနေရဖမ်းတော့ကိုပဲရောက်တော့ဟိုနေရဖမ်းတော့ဒီပဲရောက်အဲ့တော့အခုအဲတောင်ဘက်မှာဖမ်းကျွန်တော်ဖမ်းမိပါဒီဒီဘုတ်ကိုဖမ်းမိပြီနော်အဲဖမ်းမိတဲ့ခါမှာအဲတိုက်ဝဲရဆာနေတခုချင်းတခုချင်းစတော့ပြအခုကျွန်တော်တောင်မှာအခုဖြစ်တာနေမယ်စစ်ပွဲက၃လခုတော့ရှိပြီဗျာအဲ့တော့အဲ့ဒီရွာကိုမိရှုတယ်ဒေတာချင်းတွေကိုကျွန်တော်စုံစမ်းကြည့်တဲ့ခါမှာရွာတွေက PDF ကြီးဆိုးတဲ့ရွာတွေဖြစ်နေပြီ